မေစုကသူ့ဘာသာထောင်ထဲမှာပဲနေနေဆရာပြောပြမယ်။ तू ကအောင်မြင်တဲ့သူ။ तू အတွက် तू မြန်မာပြည်မှာလာဒုက္ခခံခါနာမဟုတ်ဘူး။ဒီမြန်မာပြည်သားတွေရဲ့ချုံနောင်ခံရခြင်းဘဝနဲ့လွတ်မြောက်ဖို့ तू ကအချုပ်ခံပလိုက်တာ။ဒါကြောင့်ဒီနေရာနဲ့အမေစုကိုလေးစားပါတယ်။အရန်ချစ်ပါတယ်။ဂုဏ်ယူပါတယ်လို့ပြောပြစေအမေစု။နိုင်ငံရေးပြောတာတော့မဟုတ်ဘူး။ဆရာလေးစားပါတယ်အမေစုကို။ तू आ इंग्लैंड နိုင်ငံမှာ तू ကတကယ်ပညာတတ်တယောက် သူ့ဘာသာ share နေခွင့်ဆရာဘသူဘာမှမလိုက်ဘူးနော်ဆရာနိုင်ငံကြီးပြောတာမဟုတ်လူသားတယောက်ရဲ့ပိတဘုံပဲဆရာပြောမှာအမေစုဟာအင်္ဂလန်နိုင်ငံမှာပညာတတ်ကြီးမြန်မာပြည်သားတွေရဲ့ဒုက္ခနဲ့မြန်မာပြည်သားတွေရဲ့ပြဿနာကိုမြင်တဲ့အခါမှာကူညီချင်လို့ရောက်လာခဲ့တာ။ဆရာနိုင်ငံရေးပြောတာမဟုတ်ထပ်ခါပြောပြီနော်။ လူပီတာဘုံကိုဆရာပြောနေတာဒီနှလုံးသားကိုပြောနေတာဆရာဒေဗလာနိုင်ငံကြီးလာပြောတယ်နိုင်ငံကြီးဘာမှစိတ်ဝင်စားဘူးဒါပေမဲ့အမေဆူရဲ့နှလုံးသားက तू ကသူ့ဘာသာသူအေးစင်းနေလို့ရရဲ့သားနေဟိုမှာမနေပဲနဲ့မြန်မာပြည်ပြန်လာတော့ဒုက္ခခံပြီးတော့မှာ ရအောင်သူနေခဲ့တဲ့အင်္ဂလန်နိုင်ငံရဲ့အခွင့်အရေးလူရဲ့အခွင့်အရေးတစ်ခုရှိအောင်ငါလုံမယ်ဆိုတဲ့စိတ်နဲ့လာလုံရင်းနဲ့ तू အခုတော့အသက်လက်ကြီးပြီးထောင်ထဲမှာရှိနေတော့မယ်ဒါပေမဲ့အဲ့ဒါဘာအတွက် तू ကလုံတာလဲလို့သူ့ရဲ့နှလုံးသားထဲမှာဘာရှိလဲဆိုတော့ နိုင်ငံကြီးမှာနေခဲ့ဘူးတဲ့သူတို့ကျွန်တော်တို့လိုမျိုးကျွန်တော်လည်းနိုင်ငံကြီးမှာနေခဲ့တယ်အမေစုလည်းနိုင်ငံကြီးမှာနေခဲ့တဲ့အခါမှာမတရားမှုတွေဆိုတာအများကြီးမြင်တယ်လူအခွင့်ရေးမရှိတာတွေအများကြီးမြင်တယ်လူဖြစ်ရတဲ့လူဖြစ်ရတဲ့လူလိုအသက်မရှင်ရတဲ့ဘဝကြီးကို तू ကမြင်တော့မနေနိုင်လို့လာတာကျွန်တော်လည်းဘာသာရေးခရိယာနေကဲ့ရဲ့တယ် ကျွန်တော်ပြောနေတဲ့စကားကဒီခရိယန်ဖြစ်ပြီးတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားကိုကိုးကွယ်ပါတယ်ပြောပြီးတော့မှအချီးမြတ်ဆုံးသောဘုရားကိုကိုးကွယ်ပြီးတော့ဘာယုံမှမပေါက်တာကိုမနေနိုင်လို့ပြောနေတာကျွန်တော်အမေစုနဲ့နိုင်ရှင်တာမဟုတ်ဘူးနော်ကျွန်တော်တော့ဘာသာရေးတိုက်ခိုက်တာ तू ကနိုင်ငံရေးတိုက်ခိုက်ခါတာ तू ကလည်း ရဲ့နိုင်ငံနိုင်ငံတကာမှာသူရှိတဲ့အခါမှာဒီလူတွေမဖြစ်သင့်ဘူးအယေရှင်းရှိတယ်အယေရှင်းရှိရှိတဲ့သူကဘာမှလုံးလုံးမရဘူးနှိမ်ခံထိထားတယ်နိုင်ငံမကောင်းတဲ့အတွက်ကြောင့်သူများနိုင်ငံမှာဆေးလာကုရတယ်ကိုယ်နိုင်ငံဆေးရုံရှိရင်သူများနိုင်ငံဆေးသွားကုရတယ်အထိပယ်မှမရှိတာ ကိုယ်နိုင်ငံမှာចောင်းရှိရတဲ့သူများနိုင်ငံចောင်းទွားတတ်တယ်အတိတ်ပဲမှမရှိတာကျွန်နိုင်ငံရင်မပြောဘူးနော်စိတ်နေစိတ်ထားကိုပြောနေတာမြန်မာပြည်ရဲ့စင်ရဲချင်းကအဓိကအတ္တသမားတွေများနေလို့ ာကိုအတ္တမရှိတဲ့အမေစုကလာပြီးတော့မှပြတာငါနိုင်ငံမှာငါကောင်းစားနေလို့ရရဲ့သားနဲ့မနေဘဲနဲ့ဒီမှာလာနေတယ်အဲ့တော့မမြင်တတ်ပဲနဲ့ထောင်ထဲမှာထည့်ပလိုက်သေးတယ်ရှားပြောချင်တာကစိတ်နေစိတ်ထားမကောင်းဘူး ဆရာစော်ကားနာမဟုတ်ညီကုံမောင်တို့မတော်ဘသူမစော်ကားဘူးဒါပေမဲ့ကိုယ်နိုင်ငံရှိရနဲ့ကိုယ်နိုင်ငံမှာစိတ်ယုံရှိရနဲ့မတက်ရတဲ့ဘဝကိုယ်နိုင်ငံသွားကြည့်လိုက်စိတ်ယုံကဆုတ်ပြတ်သတ်နာပဲဒေါင်းဆရာလေဆရာရဲ့မွေးနေ့မှာဆရာပြောတယ်ဆရာမွေးနေ့မှာဘာမှရှောင်မလုံနဲ့ဆရာမကြိုက်ဘူးဒါပေမဲ့မြန်မာပြည်မှာရှိတဲ့တကယ်လိုအပ်တဲ့ cancer ward မှာရှိတဲ့ဆုတ်ပြတ် cancer ward မှာသွားကြည့်လိုက် ဆေးရုံတွေမှာကင်ဆာဝတ်မှာအညစ်ပတ်ဆုံးပဲကင်ဆာဌာနဆိုတော့ပိုတော့တတ်ရှမ်းမဲ့နေရာကင်ဆာဌာနအညစ်ပတ်ဆုံးပဲမြန်မာလိုလည်းနားလည်ပြောတယ်ကင်ဆာလို့ပြောမှတ်မှာဆိုကင်ဆာကင်ဆာဌာနအညစ်ပတ်ဆုံးပဲညစ်ပတ်တလားမမင်းနဲ့ အဲ့ဒီနေရာတွေကိုတန်ရှင်းလို့ရမယ်တန်ရှင်းလို့ဘာမစ်တင်အောင်လားမသိဘူးဒိတ်ပဲမရှိတဲ့ဟာတယ်လိုအပ်လို့တန်ရှင်းလို့တော့ဘာမစ်တင်အောင်မယ်အဲ့ဒီဘာမစ်ခါပတ်စံပေးရအောင်မယ်စစချက်ခင်ဗျစစချက်ဘယ်လောက်ရုပ်ရုပ်ဆိုးသွားလဲဆိုတာမစ္စတာ အဲ့ဒီနေရာလေးကိုညစ်ပတ်နေလို့တန်ရှင်းရေးလှုပ်ချင်ပါတယ်ဆိုဆရာတခါရဲနဲ့ပြဿနာတက်တယ်မြန်မာပြည်မှာရဲနဲ့ပြဿနာတက်တာဆရာမြန်မာပြည်မှာဆရာတို့ဖအံသွားတဲ့လမ်းမှာကားတစ်စီးကချော်ပြီးတော့မှရောက်ထဲကျသွားတာအဲ့ဒါကိုရဲရှိတယ်လေရဲရဲ့ဆိုင်ကယ်လေးနဲ့ဖုတ်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 နဲ့လာတာအဲ့နဲ့ရဲတွေ့တော့ကျွန်တော်ပြောပြီအာလှုပ်ပါလေဆို အဲ့ဒီရဲစဉ်းစားနေပုံပြောပြမယ်နော်ဆရာသွားပြီကွာလို့ဘလို့စဉ်းစားတယ် तू စဉ်းစားနေပုံလေအဲ့ဒီလူစီကပတ်စံဘလို့ရမလဲစဉ်းစားနေတာအဲ့ဒီအဲ့ဒီဖေမလားရှင်လား तू စိတ်ဝင်စား तू ပတ်စံရဖို့ပဲစဉ်းစားနေကျွန်တော်ဒေါသထွက်တာအဲ့ဒီရဲဘိုက်ဘိုက်ပူပူနဲ့ ခြားကိစ္စအရေးမကြီးဘူးသူ့အသက်ကယ်ဖို့အရေးကြီးတယ်လူအသက်တစ်ချောင်းတော့တံပိုးမထတတ်တော့ပတ်စံပတ်စံနောက်လိုက်နေဟာတွေအများကြီးမြင်ပါတယ်အဲကြောင့်စင်ရတာဆရာဒေးဗစ်လောက်တိုက်ခိုက်တဲ့ခရစ်ယာန်ဆရာတွေလည်းဆရာဒေးဗစ်ပြောပြမယ်မှတ်တာဘာကြောင့်မှမဟုတ်မနာလို့တာတိုက်ခိုက်တဲ့ဆိုတဲ့ကမနာလို့တာ <laughs> <laughs> ဒါဆိုကျွန်တော်မဟောစီချင်ခင်ဗျားတို့ဟောလေဟိုစားအဲ့ဒီစင်ရတဲ့နေလွတ်လွတ်မြောက်လို့ပဲခင်ဗျားတို့ရှောက်ပြောမနေနဲ့အရှုံးခံမလို့ကြောင်းဖွင့်ကြလေပြီးတော့မှတင်ပေးကြလေကျော်တင်းလာပြီရတာဟာဆရာတရားပလင်မှာဆရာတင်းလာပြီလားတင်းနေ ဘာလို့လဲဆိုတော့အောင်မြင်ချင်းချောင်းဟောတာကိုလိုက်လိုက်တားနေဖွဲ့တွေရှိတယ်။ငွေကြီးချောင်းပြောလိုက်တားနေ။ပတ်စာမရှိတော့သူတို့လည်းပေးတာလည်းမဟုတ်ဘူး။ပတ်စာမဲ့လျှောက်တောင်းတာအတင်းသားနေ။အတင်းသားကိုပတ်စာပေးတာမရှိဘူး။အတင်းသားစီကပတ်စာမဲ့လျှောက်တောင်းနေတာ။စူစူဘူးလေးစူဘူးလေးတွေနဲ့တနစ်တခါလာလိုက်သေးတယ်။ဟမ်တနစ်တခါစူဘူးနဲ့ ဖျားเจ้าကတော့အတင်းတော့အကောင်းကြီးဖြစ်စီလားမဖြစ်စီလားမသိဘူးစူဘူးအချိန်တိုင်ရင်အဲ့ဒီစူဘူးလာပြန်သိမ့်ပြီတနှစ်တခါအဲ့ဒါဟုံးမှမဟုတ်တာဗျအဲ့ဒါဘာလာဒီလာတိုးအည်ချုံတယ်တိုးသားစားတယ်တိုးရထွက်တဲ့ဟာတွေယူတယ်ပြီးတော့တိုးကြတော့ဘာမကြွေးပဲပိန်လိနေအောင်ထားတာအဲ့ဒါမကောင်းဘူးတိုးဆိုတာယုံကြည်သူတွေ ယုံကြည်သူတွေစီကနေအလှငွေပဲရချင်တာဖျားကြောင်းနဲ့မှနည်းနည်းပတ်စံရှိတဲ့သူဆိုရင်အရှိဆုံးတားမှထိုင်ခိုင်းပြီပတ်စံမရှိတဲ့ဖွဲ့ဆိုဟောအနာအနောက်ဆုံးမှထိုင်ဆိုတဲ့အကွက်တွေလောက်တာအာ VIP လောက်လိုက်သေးတယ်ဆရာရဲ့ပွဲမှာဗာ VIP မှမရှိဘူး ဥသူလာထိုင်တာပဲဘာမှ VIP မရှိဘူးတချို့ကကျွန်တော်ကျွန်တော်နဲ့နဲ့ခင်မင်းနဲ့ချို့ချို့လူရှိတယ်ဒါတောင်ကျွန်တော်ညီကိုတွေကျွန်တော်ချစ်တာမကိုကိုကျော်ကိုတို့ဆိုရင်ဘာမှမယူဟိုးနောက်ဆုံးမှထိုင်တယ်အဲ့ဒါတထေးတွေအဲ့ဒါဟိုးနောက်ဆုံးမှထိုင်တယ်အဲ့ဒါကျွန်တော်ကြိုက်တယ်အဲ့ဒါလာလာလိုက်တယ်ဆရာတရားဟုတ်ပဲလာမယ်နော်ဆရာတဲ့ခုံငါးလုံးတော့ခြံထားပေးပါမခြံထားနိုင်ဘူးလို့ ဆရာဒေးဗစ်လာအရန်ဆွာတယ်ဆွာမှာပဲဘာမှ VIP မရှိဘူးအားလုံးက VIP ပဲဖခင်ရှေ့မှာအာမင်နောက်တစ်ခုပဲကျွန်တော်ပြောမယ်ယုံကြည်သူတွေအောင်မြင်ရမယ်အောင်မြင်တဲ့ခါကျမှမြန်မာပြည်မှာရှိတဲ့စေယောတစ်တွေပြန်ဆောင်မယ်ငါတို့ Come on ကင်းစာဌာနကို ကင်းစားဌာနအသက်ရှင်ဆုံးနေရာဖြစ်အောင်ပြန်လုပ်မယ်။ထိုင်းနိုင်ငံပြန်လာပြီးတော့မှဈေးပြန်ကူရမယ်မြန်မာပြည်မှာ။ International ကျောင်းနေဖြစ်လာမယ်။မြန်မာပြည်မှာအမေရိကလူတွေပြန်လာတော့မြန်မာပြည်မှာတက်ကိုတက်ရမယ်။ယေရှုနာမနဲ့ချိန်ညားတယ်။အဲ့အတွက်ဒီနေ့ဆရာပြောမယ်။ဖျားခင်တင်းအောင်မြင်ရှင်းပေးလိုက်မယ်။ပြောအောင်မြင်ရှင်းပေးလိုက်မယ်။ ဘသူတွက်လဲလိုအပ်နေတဲ့သူတွေကို ပြန်လဲမစားဖို့သင်အောင်မြင်ရမယ်အာမင်အာမင်ရှန်ထွက်ရမယ်တာ၍အောင်မြင်ရမယ်တခုပဲတခုပဲစိတ်နေစိတ်ထားအောင်မြင်ရှင်းစွာပါလဲစူးစမ်းလို့လားမဟုတ်ဘူးစိတ်နေစိတ်ထားပြောပါလဲဘယ်လိုစိတ်နေစိတ်ထားလဲပြောဘယ်လိုစိတ်နေစိတ်ထားလဲ ကိုကောင်းစားသလိုသူများကိုကောင်းစားစေခြင်းတဲ့စိတ်နေစိတ်ထားရှိရမယ်။အာမင်။အဲ့ဒါကောင်းကောင်းစားတဲ့သူရဲ့အောင်မြင်တဲ့သူရဲ့နှလုံးသားပဲ။ကိုကောင်းစားသလိုသူများကိုကောင်းစားစေရမယ်။အေးနောက်ချက်မှတ်တာ။ဘလို့လူအောင်မြင်တာလဲတဲ့လောကမှာသူများကိုအောင်မြင်အောင်လှုပ်ပေးတဲ့သူကအောင်မြင်သွားတာ။ အောင်မြင်တော့သူစားဘာလို့လဲသူများကို အောင်မြင်အောင်လှုပ်ပေးတဲ့သူက အောင်မြင်တော့သူဖြစ်သွားတာအဲ့တော့ဒီနေ့ကျွန်တော်ပြောမယ်အောင်မြင်တော့သူစားဘာလို့လဲတင်းအားဖြင့်သူများတွေအောင်မြင်ခြင်းရမယ်တင်းအားဖြင့်သူများတွေကျွယ်ဝခြင်းရမယ်သူများတွေတင်းအားဖြင့်လွတ်မြောက်ခြင်းနဲ့ရမယ်တဲ့အာဖြင့်လူတွေဟာ မျက်ရည်ကျနေတဲ့ဘဝနဲ့ဝမ်းမြောက်တဲ့မျက်ရည်တွေပြန်ဖြစ်လာရမယ်။ အဲ့ဒါအောင်မြင်တော့သူပဲဒါကြောင့်ဒီနေ့ကစပြီးတော့တင်းနှလုံးသား ready ဖြစ်ရင်ကျွန်တော်ဆူတောင်းပေးမယ်အမေစုကသူ့ဘာသာထောင်ထဲမှာပဲနေနေဆရာပြောပြမယ် तू အောင်မြင်တဲ့သူအောင်မြင်တဲ့သူ तू အတွက် तू မြန်မာပြည်မှာလာဒုက္ခခံခါနာမဟုတ်ဘူးဒီမြန်မာပြည်သားတွေရဲ့ချုံနောင်ခံရခြင်းဘဝနဲ့လွတ်မြောက်ဖို့ तू ကအချုပ်ခံပလိုက်တာဒါကြောင့်ဒီနေရာနဲ့အမေစုကို လေးစားပါတယ်အရန်ချစ်ပါတယ်ဂုံယူပါလို့ပြောပြစေမေဆုမွေးနေ့ဟလာခုနစရှစ်ဆက် sorry ရှစ်ဆက်ဘယ်နှစ်ခုနစနဲ့ပါလဲဘယ်လောက်လဲကျိတ်သေးလားအနှစ်80ကနေစပြီးတော့မှနှစ်ပေါင်းများစွာ ကျမ်းမာလျှက် နိုင်ငံတော်ဤယောမင်္ဂလာဖြစ်စေတဲ့အောင်မြင်စေတဲ့မိခင်ကြီးဖြစ်ပါစေလို့ဒီနေ့အနေအမေဆုကိုဆုတောင်းကောင်းကြီးပေးလိုက်ပါတယ်